ဖြက်ပိုင်းမှာမုတ်တုံဆုတ်ခါရာတွေရှိပေမဲ့အော်တိုဘာလကုန်အထိမိုးတဲထန်နာရေကြီးနှမြုပ်တာတွေဖြစ်ပေါ်နိုင်သေးတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအခုလိုပဲပြောကြားသတိပေးထားပါဗျ။အဓိကတော့မုတ်တုံဆုတ်နေတာပေါ့နော်မုတ်တုံဆုတ်နေတဲ့ဥစားဒါအိန္ဒိယဘက်ကတင်တဲ့အနေအထားငါတို့ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကဘူဇလာက တင်တဲ့အနေထားကျိုးဟာဒီမှာမတူဘူးပေါ့နော်မတူဘူးဆိုတဲ့ဥစ္စာမှာလည်းသူကဒီ standard operation procedure ကိုမတူဘူးပေါ့ SOP ကိုခေါ်တော့ပေါ့နော်အဲ့ဒီဟာကမုတ်တုံဘလို့အချိန်မှာဆုတ်တယ်ဆိုလို့ရှိရင်ဘလူဟာမျိုးဒီဖြစ်ပြီးဆိုလို့ရှိရင်မုတ်တုံဆုတ်တယ်လို့တတ်မှတ်မယ်ဆိုတဲ့တတ်မှတ်ချက်ကမတူတာပေါ့အဲ့တော့လောလောဆယ်မှာကတော့ အိန္ဒိယကမြန်မာနိုင်ငံအလဲပိုင်းဖြုတ်ခွာပြီးပြီဆယ်လေးရနေမှာအဲနောက်တစ်ခုကဒီမိုးဇလာကတော့သူကဒီပြာဝီမြို့ဝကျွန်းပေါ်အထိဒါမိုးတော့ဆုတ်ပြီးပြီဆိုပြီးတော့ပြောတယ်အဲတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကစောင့်ကြည့်ရမယ်အနေထားကမိုးဘလိုအခြေအနေဆက်ပြီးတော့ရှိနေကြလဲဆိုတာစောင့်ကြည့်ရတဲ့အခါကျတော့အခုလောလောဆယ်မှာဒီအနောက်တောင်ဘုဒ္ဓဒီ ကဒီစီတောင်းကဆက်ပြီးတော့ဝင်နေတာလည်းရှိတယ်အဲပြီးတော့မှကျွန်တော်တို့အရှိဘက်ကဒီစီတောင်းအရှိဒီစီတောင်းဆိုတဲ့အနေထားမှာသူကအရှိမြောက်မုတ်တုံလေးလို့လည်းခေါ်ရပေါ့နော်အဲ့ဒီသူကလာတဲ့တိမ်ကြီးကသူအမြင့်အမြင့်ဆိုတာကကျွန်တော်တို့ပေတုံးတော့အထက်ပေါ့ကျွန်တော်ဒီဘက်ကအာမုတ်တုံဒီအနောက်တောင်ဘက်ကနေပြီးတော့ပင်လယ်ပင်လယ်အော်ဘက်ကဝင်လာတဲ့တိမ်ငိမ့်နေဝင်နေတယ် တိမ်မိတွေဝင်တဲ့ခါကျတော့တိမ်အနေနဲ့တိမ်အမြင့်နေနဲ့အရှိဘက်ကဝင်လာတာနဲ့အနောက်ဘက်ကဝင်လာတာနဲ့သူကဒီသူ့မှာဖြစ်လာတဲ့ခွေးကြီးပုံလေးဒီနောက်တစ်ခုကပါဝင်တဲ့ဒီ static charge လို့ခေါ်တဲ့ဒီ gasage တပ်ပေါ်တော့ဒီဒီမြင် gasage တက်ကြီးပါဝင်တဲ့အမိသားလေးမတူဘူးမတူတဲ့အခါကျတော့အာဒီနှစ်ခုတွေ့တဲ့အခါကျလို့ချင်း chassis တက်တယ်မိုးကြိုးပစ်တယ်နောက်ပြီးတော့မိုးရေချိန်တယ်ဒါတောက်လျှောက်ပေါ့ ရှိတယ်ရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီဟာကျတော့ကျွန်တော်တို့အာလေဒူအလောအလိုက်ပေါ့အဓိကတော့ဒီ2မီတာဆိုနေပြီးတော့ဟိုအပေါ်ပေ5000လောက်အထိကိုကျွန်တော်တို့ကြည့်ရတယ်ပေါ့နော်အလောအလိုက်မှာတိမ်တွေဘယ်လိုဝင်တယ်လဲတက်ကဝင်တယ်လဲဒီတိုင်းနှုံးကဘယ်လိုရှိတယ်လဲအဲဒီဝင်လာတဲ့တိမ်တွေပဲအချိန်မှာပဲညမှာတော့ဘယ်လိုတွေ့နိုင်တယ်လဲဒါတွေကိုကြည့်ရတဲ့အခါကျတော့အခုလောလောဆယ်မှာတော့အာ ောက်လာမဲ့24နာရီအတွင်းဆိုတာအခုမွန်းလွဲပိုင်းကကွာဆိုပြီးတော့ဒီရန်ကုန်တိုင်းနောက်အဲကိုတိုင်းအနောက်ချမ်းအရှိချမ်းမန္တလေးတိုင်းနောက်မကွေးတိုင်းအဂျင်းရီမှာမိုးရွာနိုင်တယ်မိုးများနိုင်တယ်တချို့နေရာတွေမှာမိုးများတယ်ဆိုတာမိုးတဲတာပေါ့နော်ဟိုမိုးများတာတဲ့မိုးတိထန်တာလည်းမတူမိုးတိထန်တယ်ဆိုတာဟိုခဏပဲ သူကမူဝုန်းနေရွာချလိုက်တယ်။မူရည်ချင်းနေထားကြတော့သူကဒီတတိမီလီမီတာပေါ့တစ်တန်မှာနဲ့လက်မအထက်ကိုမရွာဘူး။အဲတချို့နေရာတွေမှာကြတော့လေတစ်တန်မှာလေးလက်မအထက်ရှိသွားတယ်။ဒီမူရည်ချင်းနဲ့ခုနမူတီချန်လာနဲ့နှစ်ခုပေါင်းရင်တော့ခုနပြောတဲ့တိုင်းနေပြီးနေလေးပေါ့။အဲတော့ရှမ်းပြည်နယ်တောင်ပိုင်းလေသူကဒါမန္တလေးတိုင်းနဲ့ဆက်ဆက်ကြီးစက်နေတဲ့နယ်နိမိတ်ချင်းကြီးစက်နေတာဆိုတော့မန္တလေးတိုင်းမှာ ဘိုးများလို့ရှိရင်ချမ်းပြည်နယ်တောင်ပိုင်းဘက်ကလည်းသွားပြီးတော့တက်ရောက်မှုရှိတယ်။ပြီးရင်ကျွန်တော်တို့သကိုင်းတိုင်းတောင်ပိုင်းပေါ့သကိုင်းတိုင်းအောက်ပိုင်းပေါ့တော့ပေါ့နော်။အဲ့ဒီနေရာဒီမှာမိုးများနိုင်တယ်။အခုကျွန်တော်လည်းတင်ပြထားတဲ့ဒီရခိုင်ကမ်းရိုးလမ်းတစ်လျှောက်ရခိုင်ပြည်နယ်ပေါ့လေရခိုင်ကမ်းရိုးလမ်းတစ်လျှောက်ရဲ့အပြီးတော့မှဒီမကွေးတိုင်းဟိုတင်းနေလာပြီးတိုင်းဘုံပြည်နယ်ကိရင်ပြည်နယ်ဒီနေရာတွေမှာကတော့မိုးတော့လျှောက်ညာနေဦးမယ်။ အဲ့နောက်တစ်ခုကမိုးတဲထန်လာပြီးဒီနေရာကွက်ပြီးမိုးတဲတာတွေလည်းဖြစ်နေဦးမယ်ခင်ဗျအဲမိုးကတော့ရွာနေမှာပဲအမိုးကရွာနေမှာပဲဆိုတော့အနေထားမှာအခုကျွန်တော်တို့တွေ့ရတဲ့ဒီအတိုင်းဓာတ်တွေအများဆုံးလို့ရှိရပေါ့နော်မြေဝကျုံပေါ်ဒီအရာဝတီတိုင်းဒီနေရာတွေမှာတော့အမိုးကဆက်ပြီးတော့ရှိနေမယ်အဲအရာဝတီတိုင်းကတော့အများကြီးတော့မဟုတ်ပြီမဲ့လို့ မိုးအတင့်အတင့်မိုးငယ်ရနေပြီးမိုးအတင့်အတင့်ကိုခေါ်တာပေါ့နော်အဲဒီတော့ကတော့ဆက်ပြီးတော့အရွာနေနိုင်ပါလေအခုတစ်ခေတ်ကတော့ကျွန်တော်တို့ကိုင်းငူရန်ဒေတာအားလုံးပေါ့ကိုင်းငူရန်ဒေတာအားလုံးဆိုရခိုင်ကိုင်းငူရန်ပါလေပြီးတော့ဒီ AOV မြဝကျုံပေါ်ကိုင်းငူရန်နောက်ရတင်းနေနိုင်မွန်တနေနိုင်ကိုင်းငူရန်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ထိချက်နေတဲ့အပိုင်းမှာဒါ AOV တိုင်းနဲ့ထိချက်နေတာရှိတယ်။အဲဒီကကိုင်းကန်နဲ့ထိချက်နေတာပေါ့နော်။ရန်ကုန်တိုင်းနဲ့ရှိတယ်။ အကူတိုင်းနဲ့ရှိတယ်မွန်ပြည်နယ်လည်းရှိတယ်ပြီးတော့မှအဖွဲ့တင်းနေတာဒီတိုင်းပေါ့ဒီနေရာဒီမှာကတော့မိုးများနိုင်တယ်အမိုးတိကျနိုင်တယ်ပေါ့နော်နေရာကွက်ပြီးတော့မိုးတဲရာကြီးဖြစ်သွားနိုင်တယ်အပြီးတော့လို့ရှင်ရဲ့ဒါအနေမိုင်းဒီဒေတာတွေကတော့ဒါအထူးပြောစရာမလိုဘူးအနေမိုင်းရဲ့ကွက်ဒီအနေမိုင်းလေကွင်းနေအနေမိုင်းစိုက်ပျိုးမြေတွေဒီနေရာတွေကတော့အကုန်လုံးအသတိထားရမှာပေါ့နော်တချို့နေရာတွေဆိုရင်လည်းအာရေမွေအောင်ရေတာတာတွေထုတ်ကြတယ် အပတ်တာလေးတန်ခေခွန်လေးကိုပတ်ပြီးတော့တာပူတာလေးထုတ်ကြတယ်။နောက်မြေကမ်းပြီးတစ်ချောင်းမှလည်းဒီရေမဝင်အောင်ပေါ့ဒီမြင့်တလာလို့ကျင်းရေမဝင်အောင်လို့တာလီထုတ်ကြတယ်ဒါရက်ဒီစားကနေကသူဒီစားနဲ့သူသူအပြိနဲ့သူသူသူရှိပြီးတာပါအဲကျွန်တော်က၂၂ရက်နဲ့ဆက်၃ရက်နဲ့ဆက်၄ရက်ပေါ့ဒီအောက်တိုဘာပြောမယ်ဆိုရင်တော့ဗျာချုပ်ပြောရင်တော့အောက်တိုဘာဒီလကုန်ပိုင်းတော့အတီတော့ဒါဖြတ်ပြီးတော့မိုးဝရှိနေနိုင်တယ် ဒီမုတ်တုံကတော့အာလုံးဝဆုတ်ကွာပြီးစီးတာကဒါ15ရက်နောက်ပိုင်းပေါ့15ရက်ကနေပြီးတော့ရက်20အတွင်းမှာတော့သူကပြီးသွားမှာပဲအဲပြီးသွားမယ်ဆိုတော့ဒီမုတ်တုံဆုတ်ပြီးလို့ငုံမရတော့ဘူးဆိုတာလည်းမဟုတ်ဘူးအဲမုတ်တုံဆုတ်ပြီးပြီမဲ့လို့ဘင်္ဂလားပင်လယ်ပေါ်မှာဖြစ်လာနေတဲ့လီဗီယာနဲ့ရဝန်းကြီးတွေရှိတယ်နောက်ပြီးတော့မှမွန်တိုင်းအထိတောင်မှအာ22ရက်23ရက်24ရက်ဒီပတ်ဝန်းကျင်မှာမုန်တိုင်းတစ်ခုတော့မှဖြစ်လာနိုင်တယ်အဲပြီးတော့မှဒီ အရှိဘက်ကပေါ့တောင်တရုတ်ဝင်လေဘက်ကအာတိုက်တာမဲ့ပုံတိုင်းကိုဟာမျိုးကြီးရှိတယ်သို့တော့အာတာဒီဒီပြီးခဲ့တဲ့ဒီလပိုင်းပေါ့နော်အောက်တိုဘာအပထမဘက်အတွင်းလောက်တော့ကျွန်တော်တို့နိုင်ငံရဲ့ဒီကိစ္စတွေအပေါ်မှာမိုးတီးထန်တာမိုးနဲ့ပတ်သက်တဲ့အာတက်ရောက်မှုမများတော့ဘူးပေါ့နော်တော်တော်တော့နည်းသွားပြီအနည်းသွားပြီးတော့နောက်မြောက်ဘက်က 第一，消费欲望方面，消 <noise>、消费方面，第 <noise> 二，消费欲望方面，所以呢，就当地，各行各业，他有目标，有消费一切，哎，消费一切，有，就那边，那边出租车就，就是他们四个五条路，啊，里面的，啊，都晓得，今年的喜庆收入，就那种，就那个正经你爸爸。 ကိုယ်တိုင်ကြည့်လို့ရအောင်ကျွန်တော်တို့မိုးလို့သွားဝိကျက်ဒါဒီရဲ့ကြိုတင်ပြီးတော့ကြည့်လို့ရအောင်လည်းတင်ပြထားပါသေးပြီးနေတဲ့အချိန်အလုံးရဲ့မြို့လေးအလုံး200ကျော်ပေါ့နော်200ကျော်300နီးပါးတော့ကိုကျွန်တော်တို့ပုံတွေရေးပြီးတော့တင်ပြထားတယ်ဆိုတော့ဒါတွေကလည်းဟိုအချိန်အချိန်ကြီးပေါ့သူကဟိုအချိန်ကြီးဆိုတဲ့အနေထားမှာ300နီးတကယ်ချောင်းလိုက်ပြီးဆိုတော့သူကသူအလူရောက်အပ်တည်ပြနေတာဆိုတော့ဒါကြည့်လို့ရပါတယ် mobile ဒီဖုန်းတွေကကြည့်တဲ့ 呃，我着一直就话呗，呃，都都过来多少几年都一样嘞。